ကဲဒီနေ့တော့ Fire and Blood ပတ်2ပါ Ocean View တခုမှာ Aegon Westeros ကိုဘလို့အုပ်ချုပ်ခဲ့တဲ့သူရဲ့လက်ထက်မှာဗားရီလုံနိုင်ခဲ့တယ်ဆိုတာကိုပြောပြခဲ့တယ်။အဲ့ဒီဗီဒီယိုက Aegon နန်းတက်တဲ့အချိန်ကနေပြီးတော့သူသေသွားတဲ့ထီကို cover ဖြစ်တယ်ပေါ့နော်။အခု Aegon သေသွားပြီးနောက်ပိုင်းမှာဗားရီဖြစ်လဲဆိုတာကိုကြည့်ကြအောင်။ အာနည်းနည်းလေး recap ပြန်လုံးရရင်တော့ Aegon က Westeros ကို38နှစ်လောက်အုပ်ချုပ်ခဲ့တယ်။အာသူ64နှစ်ရောက်တဲ့အခါမှာတော့တနစ် Dragonstone မှာအုံတော်သွေးကြောပြက်ပြီးတော့ stroke ရပြီးဆုံးသွားတယ်။သူ့မှာသားနှစ်ယောက်ကျန်ခဲ့တယ်။ပိုးရှိဗီဒီယိုမှာတော့ဒီသူ့သားနှစ်ယောက်အကြောင်းကိုတိတ်မပြောခဲ့ဘူး။အခုတော့အရေးပါလာပြီဆိုတော့သူတို့နှစ်ယောက်အကြောင်းကိုနည်းနည်းလေးကြည့်ရအောင်။ အေဂွန်ရဲ့မိဖုရားနှစ်ယောက်ဗဇန်နီးယားနဲ့ရီနီးစ်က personality ရောတိုက်ပြောတော်တော်กว่าတယ်လုံးဝ opposite တဲ့ဒါပေမဲ့သူတို့နှစ်ယောက်မှာတူတာတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့နှစ်ယောက်လုံးကအေဂွန်ကိုတားတယောက်စီမွေးဝေးခဲ့ကြတယ်အီဂွန်ရဲ့တားကြီးကတော့အင်းနီစတာဂီရီယန်ဒါကသူ့ညမရေနီစ်နဲ့7 AC မှာရတာအင်းနီစ်ကတော့ငငယ်ရကျမ်းမာရေးတိတ်မကောင်းဘူး မွေးတော့တည်တည်လေးဝိတ်တောင်မပြေဘူးတချို့မစ္စတာရီဆိုဒီကလေးလေးရှင်မမလားဆိုပြီးတော့စိတ်ပူကြတာပြုတ်အမြင်ငုံနေတာတဲ့နိုးဖြတ်တော့ဟာဆိုရင်နှစ်ပတ်လောက်ငုံနေတာအဲ့တော့ကလေးလေးကနူးနူးပပလေးဖြစ်နေတော့တချို့ဆိုဒါဘယင်းဤကွန်ရဲ့ตาမဖြစ်နိုင်ဘူးအာရေနီစ်ကသူ့နားမှာရှိရဲ့ကောင်းလေးတယောက်နဲ့ရတာဆိုပြီးတော့အတင်းတုတ်ကြတယ်ဒါပေမဲ့ Innis ကို Quick Silver ဆိုတဲ့ငကားပေါက်စာလေးနဲ့ဘောင်းလုပ်ပေးရတဲ့အခါမှာတော့သူကျမ်းမာကြီးစကောင်းပြီးတော့အဆင်ပြေလာတယ် ဒါပေမဲ့ဒီကလေးလေးကကံမကောင်းဘူး။သူ၃နှစ်လောက်ရောက်တဲ့အခါမှာတော့သူ့အမေရင်းနီးစ်ကဒွန်းကတိုက်ပွဲမှာတိုက်ပွဲကြပြီးတော့ဆုံးသွားတယ်။သူ့အမေမရှိတဲ့နောက်ပိုင်းမှာတော့ကလေးလေးက depression တော်တော်ရောက်သွားတယ်။အစားလည်းမစားတော့ဘူး။ဘာမှလည်းပြောလို့မရတော့ဘူး။သူ့ဘေးလည်းဘာလို့မှမသိဘူးဖြစ်နေရဲ့။ အဲသူ့မှာဒီသားလေးတယောက်ပဲရှိတာဒါပေမဲ့ကလေးက depression လဲဝင်နေရဲ့အချိန်တွေကလည်းတိတ်မကောင်းဘူးသူ့အမနဲ့ကလည်းကလေးမရဘူးအဲ့တော့လော့တချို့ကဒီအီဂွန်ကသားသမီးရဖို့နောက်ထပ်မိန်းမတွေပိုင်းများယူမလားဆိုပြီးတော့သူတို့ရဲ့သမီးချောချောလေးကိုဘယင်းရှိမှလလာပြကြတယ်ဒါပေမဲ့စစ်တက် AC ရောက်တဲ့အခါမှာတော့တခုထူးွားတယ်ဘာထူးသွားလဲဆိုတော့အီဂွန်ရဲ့အမ Virginia ကကိုင်ရွာပါတယ် Virginia လည်းသူ့အီဂွန်အတွက် သားတယောက်မွေးမိမယ်ဆိုပြီးတော့ဒီကလေးလုပ်တယ်။မှန်လဲမှန်ပါတယ်သူပြောတဲ့အတိုင်းပဲစနစ် AC မှာသားယောက်ကြလေးတယောက်ထွက်လာတယ်။အဲ့ကလေးလေးရဲ့နာမည်ကတော့မေဂွန်တာဂီရီယန်နဲ့မေဂွန်ကတော့မွေးကလေးကတောင်တောင်မြီပဲဝိတ်လည်းပြည့်တယ်။သူ့ကိုနှစ်ဆလောက်တောင်ရှိရဲ့တဲ့။ကျမကြီးလည်းကောင်းတယ်။မေဂွန်နဲ့သူ့အကိုအင်းနစ်က9နှစ်လောက်กว่าတယ်။ဒါပေမဲ့သူတို့ကဖေးတူမအီခွဲညီကိုနှစ်ယောက်ကအရန်တော့ close မဖြစ်ကြဘူး။ ။အင်းနစ်ကကြတော့တားကြီးဆိုတော့အင်းရှင်မင်းသားပေါ့။အဲ့တော့အေဂွန်ကသူ့ဘယ်သွားသွားအင်းနစ်ကိုခေါ်သွားလိမ့်ရှိတယ်။တိုင်းငင်းလေးတဲ့အချိန်ကြီးဆိုရင်အင်းနစ်ကအမြဲပါတယ်။အဲ့လိုချိန်ကြီးဆိုရင်တော့မီဂိုကတော့သူ့အမိနဲ့ဒရဂွန်စတုန်းမှာကျန်ခဲ့လိမ့်ရှိတယ်။ အဲနောက်ပိုင်းတော့အီဂွန်နဲ့ဗဇန်နီယာကအင်တော်ကြီးဆင်မပြေလို့လားတော့မသိဘူးအတူတူရှိတဲ့အချိန်ကြီးနည်းလာတယ်။အာအီဂွန်တိုင်းငန်းလဲလဲတဲ့အချိန်ကြီးတို့ကင်းစတန်တွေမှာရှိတဲ့အချိန်ကြီးဆိုရင်ဗဇန်နီယာကသူ့သားနဲ့ Dragon Stone မှာနေရာများတယ်။အဲကြောင့်လူတွေကမီဂိုကိုအာ Prince of Dragon Stone ဆိုပြီးတော့ခေါ်ကြတယ်။ အာမေဂိုကတော့ဗဇနီယက်က၃နှစ်သားလောက်ထဲကလက်ထဲကိုဓာတ်ထည့်ပြီးတော့ဘလို့ချမလဲဆိုတာကိုသင်ပြီးခဲ့တယ်။ကလေးကလည်းဒီနေရာမှာပါမီပါတယ်လို့ပြောလို့ရတယ်။နည်းနည်းလေးပြနေတာနဲ့တက်တယ်။အင်းနစ်ကိုတော့သူ့အဖေနားမှာရှိတဲ့ King Scott Knight တွေရောတခါတလေသူ့အဖေကိုယ်တိုင်ရောဓာတ်ပညာရဲ့သင်ပြီးတယ်။အင်းနစ်ကလည်းကြိုးတော့စူးစမ်းရှာပါတယ်။ကောင်လေးကတက်တီလည်းရှိတယ်တဲ့။ဒါပေမဲ့သူ့ခန္ဓာကအရင် strong မဖြစ်တော့အဲ့ညာမှာထင်းတော့မထူးချုံလာရှာအောင် သူကတခြားရတပိုင်းဆိုင်ရာမှာပို့ပြီးထူးချွန်နေဒါသူ့အမေရီနီစ်နဲ့တူတာသူကြီးလာတော့တချင်းဆိုတာအရန်တော်တယ်တဲ့ပြီးတော့သူကရီမုံမုံနဲ့ဆက်ဆံရေးကောင်းတော့မိတ်ဆွေကြီးလည်းများတယ်အဲကောင်မလေးဆိုလည်းသူ့ကိုသဘောကျကြတယ်တဲ့ပြီးတော့အင်းနစ်ကတရိတ်ဆန်လေးတွေကိုကျင်နာတက်ပြီးတော့မြင်းစည်းရလဲဝါသနာပါတယ်အဲ့တော့သူ့ရဲ့အဖေကသူ့သားကိုမြင်းမျိုးစုံဝယ်ပေးထားတာဒါမဲ့သူစီးရတဲ့အကြိုက်ဆုံးကတော့သူ့ရဲ့နဂါ quick silver တဲ့ မိကိုလည်းမြင်းစည်းတော့စည်းတယ်ဒါပေမဲ့တရိษံလေးကိုကြိုက်လို့တော့မဟုတ်ဘူးသူရှင်းနှစ်လောက်တုန်းကဆိုရင်မြင်းတကောင်ကသူ့ကိုကန်လို့ဆိုပြီးတော့ဒါနဲ့ထိုးတပ်ပလိုက်တယ်သူ့နားမှာလည်းအပေါင်းဖော်တွေတော့ရှိတယ်ဒါပေမဲ့တငယ်ချင်းစစ်စစ်ရဲလို့မရှိဘူးသူကရံဖြစ်ချင်တယ်ဒေါသလည်းကြီးတယ်အဲ့တော့လူတွေသူ့ကိုကြောက်ကြတယ်ဒါပေမဲ့မိကိုကဝေါ်ရီယာတယောက်နေနေဆိုရင်တော့အယံတော်တယ်၁၂နှစ်လောက်တုန်းက Justin လောက်တဲ့အခါမှာသူ့ထက်၄၅နှစ်ကြီးရဲ့ကောင်လေးတွေကိုတော့နိုင်နေတဲ့ သူ73နှစ်ပြည့်ရခါမှာတော့သူ့အမေကသူ့ Valerian Stida Dark Sister ကိုမိခေါ်ကိုချီးမြှင့်ပေးခဲ့တယ်အဲ့လိုပဲ အင်းနစ်နဲ့မေဂိုတို့တဖြည်းဖြည်းတက်ကြီးလာတဲ့အချိန်မှာသူတို့ကို မိမပီးစားဖို့စီစဉ်ကြရတယ်။အော်ဒီတာဂီရီယန်ကြီးရဲ့တုံးစံအရာဆိုလို့ရှိရင်တော့မောင်နှမအချင်းချင်းပဲပြန်ပီးစားကြရတယ်။အဲ့လိုမှမရှိဘူးဆိုလို့ရှိရင်မောင်နှမတဝန်းခွဲနှစ်ဝန်းခွဲတွေပီးစားတယ်။ဒါကဗလီးရီးယားက Dragon Rider မိသားစုတွေရဲ့ tradition ရပါတော့။ဟို logic ကတော့ပြောမယ်ဆိုရင်သူတို့သွေးတွေကပို့ပြီးတော့ pure ဖြစ်မယ်။အဲ့ဒါမှ Dragon တွေကို control လုပ်တဲ့အခါမှာပို့ပြီးတော့ powerful ဖြစ်မယ်ဆိုပြီးတော့ယုံကြည်ကြတာပေါ့။ ဒါပေမဲ့အင်းနီစီယောမိကရောမှာယူဖို့ညီမတွေအမတွေတယောက်မှမရှိဘူး။အဲ့တော့သူတို့အတွက်မိမရှာတဲ့အခါမှာတခြားမှာ ရှာရတာပေါ့။အင်းနီစ်ကတော့အရင်အိမ်အောင်ကြွားသွားတယ်။သူ 22AC မှာ House Valerion က Lady Alison Valerion နဲ့ရသွားတယ်။ဒါအချင်းက Master of Ship Lord Ethan Valerion ရဲ့သမီး။အာ Valerion တွေကလည်း Targaryen တွေလိုပဲ Valeria ကဆင်းသက်လာတယ်။ ပြီးတော့အီကွန်ရဲ့အမေကလည်းဗလာရီယွန်ပဲဆိုတော့ဒီ match ကတင်တော်တယ်ဆိုပြီးတော့ပြီးစားလိုက်ကြတယ်။အင်းနစ်နဲ့သူ့မိန်းမအလစ်ဆာကအသက်လဲတူတယ်အိမ်အောင်ကြီးလည်းအဆင်ပြေကြတယ်။တနေ့ကျတော့သမီးလေးတယောက်မွေးတယ်ရီနာတာဂေရီယန်နဲ့အီကွန်ဆိုသူ့ပထမမိစချီတော်ကဆိုရင်မြေးရောင်ကြတယ်ဆိုပြီးလူတွေကပြောကြတယ်။အဲဒီကလေးလေးကရီနစ်နဲ့အရန်တူလို့အီကွန်ခုလိုမြေးရကြတာလို့လည်းပြောကြတယ်။ အေကွန်လည်းမြင်ရတော့တတိုင်းပြည်လုံးက celebrate လုပ်ကြတာပေါ့ဒါပေမဲ့အဲ့ထဲမှာ Visenia တော့မပါဘူးလို့ပြောကြတယ်။ဘာလို့လဲဆိုတော့ Innis က Asian မင်းသားဆိုတာကိုအားလုံးကလက်ခံကြပေမဲ့ Line of Succession အရဆိုရင် Innis ပြီးရင်ဘယ်သူလာမလဲဆိုတာကိုတိတ်ပြီးတော့မသိမှကြဖြစ်သွားပြီ။အာမေကွန်ကအစကတော့ second in line ပေါ့ဒါပေမဲ့အခု Innis ရဲ့တမီ Reina ရောက်လာပြီဆိုတော့သူ့ရှေ့ရောက်မရောက်ဆိုတာကမသိမကွဲဖြစ်လာပြီပေါ့။ ကွင်းဖဇနီယာကတော့ဒီလိုမသိမကွဲရှင်သွားအောင်မီဂိုကိုရီနာနဲ့စစ်ဆက်ထားဆိုပြီးတော့အကြံပေးရဲ့ဒါပေမဲ့အင်းနီးစ်နဲ့အလီဆာကတာကိုတိတ်သဘောမကျဘူးပြီးတော့အဲ့တဲ့တင်းကပြန့်သွားပြီး high substancy ရောက်သွားတဲ့ခါမှာတော့ဒီလိုဦးလေးနဲ့တူမ match လောက်တာမျိုးကို fate of the seven ဘာသာအရာကန့်ကွက်ပါတယ်ဆိုပြီးတော့စာလန်းပို့တယ် ပြီးတော့အဲ့လိုလုပ်မဲ့အစားမီဂိုကိုတူတူမှာ Series High Tower နဲ့ပြေးစားဖို့ကမ်းလှမ်းတယ်။ Series High Tower ဆိုတာကတော့ Old Town ရဲ့ Lord Manfred High Tower ရဲ့တမီ။အီဂွန်လည်းဒီမက်ချ်လုပ်လိုက်လို့ Old Town နဲ့ရော Fake နဲ့ရောပူအဆင်ပြေသွားရင်ငေါ့တဲ့ကောင်းတယ်ဆိုပြီးတော့သဘောတူလိုက်တယ်။အဲ့လိုနဲ့ပဲ 25AC မှာမီဂိုကို Series High Tower နဲ့ပြေးစားလိုက်ကြတယ်။မီဂိုရဲ့မိမကတော့သူ့ထက်10နှစ်တောင်ကြီးတယ်မမပေါ့နော်။ မိကိုကတော့မိမရတော့သူမင်္ဂလာဦးညမှာဆွမ်းဆောင်ရင်ဘလောက်ကောင်းခဲ့တယ်ဆိုတာကိုလူတွေကလိုက်ကြွားတယ်။တော်တော်ကနောက်နှစ်ဆိုရင်တားတယောက်ရပြီဆိုပြီးတော့လိုက်ပြောတယ်။သူပြောသလိုပဲနောက်နှစ်မှာမင်းသားလေးတယောက်ထပ်မွေးတယ်။ဒါပေမဲ့မိကိုရဲ့တားတော့မဟုတ်ဘူး။အာ Pris Innis နဲ့သူမိမကတားလေးတယောက်ထပ်မွေးတယ်။သူအဖိုးလိုပဲ Egon ဆိုပြီးတော့နာမည်ပေးလိုက်ကြတယ်။ Egon နေပြီ။ ဒီအေဂွန်ကလေးမွေးပြီးရဲ့အခါမှာတော့ line of succession ကရှင်းသွားပြီလူတွေကစားတော့ရီနာကမင်းကလေးဆိုတော့ဘသူအရင်လာမလဲဘာညာဆိုပြီးစဉ်းစားနေကြသေးတယ်ဒါပေမဲ့အခုတော့တေချာသွားပြီအေဂွန်ပြီးရင် Inis ပြီးရင်ဖြစ်တယ်လို့ Inis ပြီးရင်လည်းဒီကလေးလေးကဘယင်ဖြစ်မှာနောက်နေ့တွေအတွင်းမှာလည်းအေဂွန်လည်းမြီး3ယောက်တောင်ထက်ရတယ် 29AC မှာ Prince Viserys မွေးတယ် 34AC မှာတော့ Prince Jaehaerys မွေးတယ် ပြီးတော့ 36AC မှာ Princess Alison မွေးတယ်။ဒီကလေးတွေအကုန်လုံးကလည်းတားကြီး Innis နဲ့သူ့မိန်းမကပဲမွေးတာ။တားငယ်မေကိုကတော့သူ့မိန်းမနဲ့ကလေးမရဘူး။ဒီနှစ်တွေထဲမှာမေကိုကအိမ်အောင်ရေးမဖြစ်ထွန်းခဲ့ပေမဲ့တော်နာမန့်တွေတိုက်ပွဲတွေမှာတော့အောင်မြင်ခဲ့တယ်။ Justin ပွဲမှာလည်းအစွမ်းပြနိုင်နေ။မီလီပွဲမှာသူ့ကိုရှင်အောင်ချနိုင်လို့တော့မရှိဘူး။ step stone မှာပင်လယ်ဓားမြိုင်နဲ့လဲနိုင်အောင်တိုက်နိုင်နေ riverland နဲ့မှာတောင်းချမ်းနေတဲ့ giant of the trident ဆိုတဲ့ဓားမြိုင်လိုက်တွေကိုလဲနှိမ်နင်းနိုင်ခဲ့တယ်အတော့တိုက်ရိုက်ခိုက်ရိုက်ပိုင်းမှာတော့မိကုံကရမ်းကြမ်းတယ်ဒါပေမဲ့သူ့မှာလူနေရာတစ်ခုရှိတယ်သူ့မှာငကားမရှိဘူးအဲ့တော့က dragon stone မှာပေါက်တဲ့ငကားပေါက်စာလေးသူ့ကိုပြီးတော့ပြီးရဲ။ "तू ကအဲ့ဒီငကားပေါက်စာလေးတွေကိုမလိုချင်ဘူး"ဆိုပြီးတော့ညင်းတယ်။အဲ့လိုနဲ့ तू ညင်းလာတဲ့ငကားပေါက်လေး12ကောင်လောက်တောင်ရှိရဲ့။ သူ့ရဲ့တူမရေးနာတော့ကြီးလာပြီးတော့နဂါးစာစီရဲ့အခါမှာတော့မိကုံမှာဘာလို့ခုလီနဂါးမရှိသေးရလဲဆိုပြီးတော့လူတွေကစပြောလာကြတယ်။တချို့ဆိုရင်မိကုံကနဂါးတွေကိုကြောက်လို့မထီရဲလို့ဆိုပြီးတော့စနောက်ကြတယ်။မိကုံလည်းအဲ့ဒါမျိုးတွေကြိုက်နေတော့စိတ်တူတယ်။ဒါပေမဲ့သူတို့ခုပဲပြန်ပြောတယ်။ဒီလောကကြီးမှာသူနဲ့တန်တဲ့နဂါးတကောင်ပဲရှိတယ်တဲ့။ အဲ့လိုပဲနေ့တွေကြာလာပြီး 37EC ရောက်လာတော့ Inis နဲ့ Megor ရဲ့အဖေ Aegon the Conqueror လဲဆုံးသွားရောအဲ့အချိန်မှာ Megor ကတော့ Aegon နဲ့အတူ Dragon Stone မှာရှိနေတယ်။ Inis ကတော့ Rich က High Garden ကိုရောက်နေတာ။ Inis ကသူ့အဖေ Retire တဲ့ကတိုင်းလဲတဲ့အလုပ်တွေကိုအစားလုပ်ပေးနေရ။ဒါပေမဲ့ Aegon ဆုံးနေဆိုပြီးတည်င်းလဲကြာရောငကားစီးပြီးတော့ Dragon Stone ကိုချက်ချင်းပြန်လာတယ်။ အေဂွန်ကိုသူ့မိသားစုက Dragon Stone မှာပဲအတုပါချပေးလိုက်ကြတယ်။ Queen Visenya ရဲ့နဂါ၊ဘေးကနဂါမီနဲ့တကြိုပေးလိုက်တယ်။အဲ့ဒါကြီးပြီးသွားတဲ့အခါမှာတော့တာကြီး Prince Anis ကိုသူ့အဖေ Crown ကိုဝတ်ပေးပြီးတော့ Grandmaster ကိုတိုင် Dragon Stone မှာပဲထိနှက်တင်မိခဲ့တယ်။အဲ့ချိန်တော့သူအသက်က30လောက်ပဲရှိသေးတယ်။ အေဂွန်ကိုနှုတ်ဆက်ဖို့အတုပတက်ရောက်လာကြတယ်လော့တီအကုန်လုံးလဲဒူးထောက်ပြီးသူတို့ရဲ့ဘေးရင်အသစ်အင်းနစ်ကိုတက်စာဆိုကြတယ်အဲ့ဒီမှာသူညီမေဂိုလဲပါတယ်ဒါပေမဲ့မေဂိုအလဲရောက်တဲ့အခါမှာတော့အင်းနစ်ကသူညီကိုဒူးထောက်နေရနေထခိုင်းပြီးတော့ညီလေးမင်းငါကိုဘယ်တော့မှထက်ပြီးတော့ဒူးထောက်စရာမလိုဘူးတိုင်းပြည်ကိုမင်းနဲ့ငါနဲ့အတူအုပ်ချုပ်ကြမယ်ဆိုပြီးတော့ဖတ်ပြီးတော့ပြောလိုက်တယ်ပြီးတော့သူတို့အဖေရဲ့ Valerian Steeda Blackfire ကို ဒီသားကငါးတက်ဆိုင်ရင်မင်းနဲ့အများကြီးပိုထိုက်တန်ပါတယ်ဆိုပြီးတော့မီဂိုကိုချီးမြှင့်လိုက်တယ်။အဲ့မှာမီဂိုက House Targaryen ရဲ့ Valyrian Steeda နှစ်ခုဖြစ်တဲ့ Blackfyre ရော Dark Sister ရောရဲ့ပိုင်ရှင်ဖြစ်သွားရောအဲ့နောက်ပိုင်းမှာတော့မီဂိုက Blackfyre ကိုပဲကင်တော့တယ် Dark Sister ကိုတော့သူ့အခန်းထဲမှာပဲတင်းထားလိုက်တယ်။အင်းဒီစလေထိနေတက်ပြီးရခါမှာတော့သူ့လူတွေနဲ့ကင်းစံတွေကိုတွားတယ်။ အဲ့ချိန်မှာ the racket နန်းတော်ကြီးကစောင့်နေတော့မပြီးသေးဘူးအဲ့တော့ iron throne ကြီးလည်းကြောက်ခဲပုံညာရရောက်နေတယ်ဒါပေမဲ့ inis ကိုလူတွေအများကြီးထောင်ထဲချီပြီးတော့လာပြီးတော့ကြိုးစုံနှုတ်ဆက်ကြတယ်သူ king sand တင်မှာ iron throne ကို claim လုပ်ပြီးတဲ့အခါမှာတော့ old town ကို ခီးဆက်တယ်ဘာလို့လဲဆိုတော့အဲ့မှာ high septon ရဲ့ blessing ကိုတွားယူဖို့လမ်းမှာ house baratheon ရဲ့ storm and ကိုဝင်နေတယ် အပြင်မှာတော့ High Garden ရဲ့ Landing Spot ရဲ့ River Run ရဲ့ဝင်ပြီးတော့တိုင်ငန်းလှည့်လည်ခဲ့တယ်။ခီးစဉ်မှာသူ့မိမနဲ့ကလေး၃ယောက်ကိုလည်းခေါ်လာတယ်။အငယ်ဆုံးလေး၂ယောက်ပဲထားခဲ့တာ။ခီးစဉ်တခြားတိုင်းသူပြည်သားတွေကလည်းသူတို့ကင်းနဲ့ Queen အစ်စ်ကိုလာကြည့်ပြီးတော့ကြိုးဆိုကြတယ်။ဒါပေမဲ့တချို့လူတွေကတော့ Innis ကိုနည်းနည်း Doubtful ဖြစ်ကြတယ်။အင်းစ်ကသူ့အဖေလို့ warrior တယောက်တော့မဟုတ်ဘူးနည်းနည်းပြော့ပြီးဝိဖြစ်တဲ့ပုံပေါက်တယ်။သူကောင်းကောင်းအုပ်ချုပ်နိုင်မှမလားဆိုပြီးတော့မေးခွန်းထုတ်ကြတယ်။ အဲ့လိုပြောတဲ့တည်းမှာထိတ်ဆုံးကတော့ဗဇန်နီယာပဲအင်းနစ်ကဝီးဖြစ်တယ်အဲ့ဒါကို သူကိုယ်နဲ့တိမာပါဒါကြောင့်ငါသားမေဂိုကိုဘလက်ဖိုင်ယာပေးလိုက်တာဆိုပြီးတော့ပြောတယ်အင်းနစ်လည်းနန်တက်ပြီးမကြပါဘူးပြဿနာတွေစပြီးတော့ပေါ်လာတယ်ဘာလို့လဲဆို reason တွေအများကြီးရှိရဲ့ပထမတစ်ခုကတော့အရင်အေဂွန်ခွန်ခရက်စတုန်းကတေဝါတဲ့လော့တီရဲ့သားသမီးတွေကကြီးလာပြီးတော့အဲတချို့က revenge လုပ်ချင်ကြတယ် တချို့လူတွေကလည်းအရင်ဘင်းရင်မရှိတဲ့အချိန်တုန်းကသူတို့လုံးချင်တာလုံးလို့ရတယ်ဆိုတဲ့အချိန်မျိုးကိုပြန်လိုချင်ကြတယ်လူမကျင်တဲ့သူတွေကအီကွန်ကြောက်လို့သာညင်ခံနေကြတာဒါပေမဲ့အင်းနီးစ်ကတော့နည်းနည်းဝီးဖြစ်တဲ့ပုံပေါက်တယ်ဆိုပြီးတော့တိတ်မကြောက်ကျင်ကြဘူးအဲ့တော့ဒါအချိန်ကောင်းမဲဆိုပြီးတော့ပြန်ပြီးပုံကံမှုစူးစမ်းကြတယ်ပထမပြဿနာကတော့ river land မှာစတာပဲ အေဂွန်က Heron Hall Castle ကြီးကို King Heron the Blessed ကနေသိမ်းပြီးတော့ House Coherus ကိုပေးထားတာကြားပြီးဒါပေမဲ့ Ennis လက်ထက်ရောက်တော့တနေ့ Heron the Red ဆိုတဲ့လူကလူတွေလက်နက်တွေနဲ့ရောက်လာပြီးတော့သူက Heron the Black ရဲ့သားပါဆိုပြီး Lord Coherus ကိုဖမ်းခေါ်ပါတယ်ပြီးတော့သူ့ကိုယ်သူ King of the River ဆိုပြီးတော့ declare လုပ်တယ်အဲ့တဲ့ရင်ကို Riverlands ကို အုပ်ချုပ်တယ် Lord Tully ကကြားပြီး King Ennis ကိုသွားတင်ပြတယ် ပြီးတော့အရင်အီဂွန်ဟယ်ရင်ဟောသိမ်းခဲ့တယ်လို့ပဲဘယင်ကြီးငကားနဲ့ဒီကောင်လေးကိုပညာပေးလိုက်ပါဆိုပြီးတော့တောင်းဆိုတယ်။အာဒါပေမဲ့ King Indies ကချက်ချင်းဘာမှမလုပ်ဘူး။သူရောသူ့အမေဒေါ်မာလူရောငကားတွေရောတိုက်ပွဲကြထားကြအောင် trauma ရှိပြီးတော့နည်းနည်းလက်တွန့်နေရ။အဲ့တော့သူကလော့တာလီကိုပဲအဲတက်သားရဲ့စုပြီးတော့တတ်တက်ခံလိုက်တယ်။သူလဲနောက်မှာတက်သားရဲ့စုပြီးတော့လိုက်လာခဲ့မယ်ဆိုပြီးတော့ပြောတယ်။ လော့တာလီလည်းတက်သားတစ်ထောင်လောက်စုပြီးရတဲ့အခါမှာတော့ King Aenys နဲ့အတူဒီကိစ္စကိုဖြေရှင်းဖို့ Heron Ho ကိုသွားရော။ဒါပေမဲ့သူတို့ရောက်တဲ့အခါမှာတော့နောက်ကျသွားပြီးရဲတိုက်ထဲမှာဘူးမှမရှိတော့ဘူး။ Heron the Ragger House Coheris ကလူတွေအကုန်လုံးကိုတတ်ပြီးပစ္စည်းတွေယူပြီးတော့တောထဲကိုထွက်ပြေးသွားကြပြီ။အဲ့လိုနဲ့ပဲဒီကိစ္စမပြီးဘဲနဲ့အိမ်ပြန်လာရတယ်။ King Aenys King Sandin ကိုပြန်ရောက်တဲ့အခါမှာတော့နောက်ထပ်သတင်းတွေထက်ရောက်လာတယ်။ တဲ့ဝင်းမှာ Lord Ronan Erin ရဲ့ညီကသူ့ကိုဖမ်းလိုက်ပြီးတော့ King of Mountain and Vale ဆိုပြီးတော့ကြီးညာတယ်။ Iron Allen ညီမလည်း Priest တယောက်ကသူ့ကိုသူ Drone God ရဲ့သားပါဆိုပြီးတော့ဘုရင်နေနဲ့ declare လုပ်တယ်။ Drone မှာလည်း Vulture King ဆိုပြီးတော့လူတယောက်ကပေါ်လာပြီး Targaryen ကိုလက်စားချကြမယ်ဆိုပြီးတော့ Dornish ပြည်သူပြည်သားတွေကိုသူနဲ့လာချိုင်းမို့ခေါ်တယ်။ ဒရုန်းကိုအုပ်ချုပ်နေတဲ့ Princess Daria Martel ကတော့ဒီလူကသူ့နဲ့မသက်ဆိုင်ကြအောင်ပြောတယ်။ဒါပေမဲ့တချို့ကလည်း House Martel ကသူတို့နာမည်မခံကျင်လို့အမှန်တော့ဒီလူကိုနောက်ကနေပြီးတော့ secretly ထောက်ပံ့မိနေလို့လည်းပြောကြတယ်။အဲ့တော့ပြဿနာတွေကများလာပြီး Kenis ကလည်းဒီကောင်လေးကိုချေမောရမယ်ဆိုတာကသူသိရောသိနေတယ်။ဒါပေမဲ့ဘာလို့ဘယ်ကနေစားလို့ရမှန်းမသိဘူးဆိုပြီးတော့မသိဘူးဖြစ်နေတယ်။သူနောက်ပြီးအရန် confuse ဖြစ်နေတယ်။ဘာလို့ဒါတွေဖြစ်နေရလဲဆိုပြီးတော့ သူတို့တို့တွင်နဲ့တိုင်းငယ်လေးလုံးတော့ဆိုလို့ရှိရင်သူ့ကိုတိုင်းသူပြည်သားတွေက cheers လုပ်ကြတယ်အဲ့တော့လူတွေကသူ့ကိုချစ်ကြတယ်လို့ပဲသူထင်နေရအခုပုံကန်တဲ့သူတွေကိုလည်းသူဘာလို့မိလို့လဲပေါ့နော်ဟိုတခုခုမကျင်တတ်တာရှိလို့ရှိရင်လည်းသူ့ကိုလာပြောလို့ရတာပဲဘာဖြစ်လို့ဒီလိုမျိုးလုံနေရလဲဆိုပြီးတော့နားမလည်နိုင်ဘူးဖြစ်နေရသူပထမဦးဆုံးတော့ veil ကပြဿနာကိုအရင်ရှင်းဖို့လုပ်တယ်သူ hand lord ellen stowwork ကိုတသားတွေတင်းမောတွေယူပြီးတော့တွားတိုက်ခန်းတယ် ဒါပေမဲ့တော့ကနေကြတော့အခုလိုထွက်သွားရင်ကင်းစလန်နေကိုကာဝင်မဲ့သူတွေမရှိတော့မှဆိုလို့ဆိုပြီးတော့အမိန်ကိုပြန်ယုံသိမ်းလိုက်တယ်။ပြီးတော့တက်သားရာကနန်းလောက်ပဲပေးပြီး Riverlanga Heron the Rock ကိုအရင်သွားဖမ်းခိုင်းတယ်။ဒီကိစ္စတွေကိုဘယင်ကဖြည့်ရှင်းမှုနှောက်နှီးနေရောတချို့လော့တွေကလည်းမစောင့်နိုင်တော့ဘူး။ငါတို့ကိုကိုရှင်းရမယ်ဆိုပြီးဖြည့်ရောတချို့လော့တွေကြတော့လေသူတို့ရဲ့ဘယင်မဟောင်း Vizinia ကိုသွားပြီးတော့အကူအညီတောင်းကြတယ်။ ဗီလ်မှာတော့ housewife ကတက်သားတွေစုပြီး eerie ရဲတိုက်ကြီးကိုတော်တိုက်ကြတယ်ပြီးတော့သူတို့ log ကိုပြန်လွှတ်ပေးဖို့ပြောတယ်ပုံကန်တဲ့သူတွေကလည်းအဲ့တော့မင်းတို့ log ကိုအလောက်ပြန်လိုချင်တယ်ရော့ဆိုပြီးတော့မင်းတို့ကနေပစ်ချပေးလိုက်တယ်အဲ့မှာပဲ log runner error ဆုံးသွားရော log runner error ဆိုတာကငငေက icon conquest စပွဲမှာ Virginia V ကိုလာသိန်းတော့ကသူနေ့ငကားလိုက်စီခဲ့ကလေးလေးအခုတော့အဲ့လိုပဲတေဝါရှာတယ် ။အီရီရဲရိုက်ကြီးကတောင်ထိပ်ကြီးမှာဆိုတော့ defensive position အရန်ကောင်းတယ်။တိုက်သိမ်းဖို့တော်တော်မလွယ်ဘူး။ almost impossible ပေါ့နော်။အဲ့တော့ပုံကန်တဲ့လူတွေလည်းမကြဘူး။အစ်စေးပဲတကားပိတ်ပြီးနှက်နေလို့အောင်ရတယ်။ Here they say it's impregnable. ဒါပေမဲ့အဲ့အချိန်မှာပဲဘယင်ရဲ့ညီ Prince Meigo ကဘေးကိုရောက်လာတယ်။ကောင်းငင်ကနေငကားကြီးစီးပြီးတော့ပေါ်လာတာ။ သူနောက်ဆုံးတော့နဂါးတကောင်ကို clean လိုက်နိုင်ပြီအဲ့နဂါးကလည်းတခြားနဂါးမဟုတ်ဘူးသူ့အဖေစီးခဲ့တဲ့ Valerion the Black Dress ဆိုတဲ့နဂါးကြီးအဲ့အချိန်မှာ Valerion ကအသက်150ကျော်နေပြီသူက Westeros မှာအကြီးဆုံးနဲ့ကြောက်စရာအကောင်းဆုံးနဂါးပဲမိဂွန်နဲ့ Valerion လည်းပေါ်လာရောပုံကန်တဲ့သူတွေလည်းလမ်းဖြတ်ပြီးလမ်းနဲ့ရှာပြီးအရှုံးပေးသွားတယ်ဒါပေမဲ့မိဂွန်ကဘသူ့မှာချမ်းသာဝင်မပေးဘူးအကုန်လုံးကိုတည်တံပေးပလိုက်တယ် ပြီးတော့ Lord Ronald Erin ရဲ့ cousin တယောက်ကို Lord တင်ပြီးလိုက်တယ်။အမှပဲမိခွန်းရဲ့ကျေးဇူးနဲ့အကိစ္စရှင်းသွားရော။အားရလာမှာပေါ်လာတဲ့ဘရင်ဆိုတဲ့ကောင်နဲ့သူ့နောက်လိုက်တီကိုတော့ House Grey Dwine ကဘရင်ကိုမဆောက်တော့မယ်နဲ့တော်သူရှင်းမလိုက်တယ်။အဲ့တဲ့ဘွဲမှာလည်းတေးရဲ့လူတွေထောင်ချီပဲအများကြီးပဲ။ဒွန်ကနေရန်လာရှာတဲ့ Vulture King ကတော့ Innis အတွက်အကြီးဆုံးပြဿနာလို့ပြောလို့ရတယ် တော့မှာတိုက်ဂရီယန်နေကိုမကြည်နေတဲ့သူတွေလည်းများတော့သူ့မှာဆပိုတာတွေလည်းများများလာတယ်။နောက်ဆုံးများလုံးလို့သူတို့တက်ကြီးကိုနှစ်ချောင်းအောင်ခွဲလိုက်ရတယ်။ဒါပေမဲ့အဲ့မှာသူတို့တစ်ချက်မှားသွားတယ်။တက်တစ်ခုက House Baratheon နဲ့ခြားရမှာရှုံးသွားတယ်။ Vulture King ပါတဲ့တက်ကြီးကတော့ House Starly ခြေမုန်းတာကိုခံလိုက်ရတယ်။အဲ့မှာ Vulture King ကိုလည်းမိသွားပြီးအသက်ခံလိုက်ရတယ်။ဒီတိုက်ပွဲကိုတော့ဒုတိယ Donish စစ်ပွဲကြီးလို့တချို့ကသတ်မှတ်ကြတယ်။ နောက်ဆုံးချက်နဲ့ Heron the Red ဆိုတဲ့တယောက်လဲ Hand of the King ကလိုက်ဖမ်းတာနောက်ဆုံးတော့မိသွားတယ်။ဒါပေမဲ့လွယ်လွယ်နဲ့တော့မရလိုက်ဘူး။ Inis ရဲ့ hand လဲအဲ့ဒီတိုက်ပွဲမှာပဲအသက်ပေးလိုက်ရတယ်။အဲအဲ့လိုပဲဒီပြဿနာတွေအားလုံးရှင်းသွားတယ်။ Inis လဲသူကိုယ်တိုင်ဘာမှမလုပ်လိုက်ရတော့သူ့အစားဖြည့်ရှင်းပေးတဲ့လူတွေကိုပဲစုတွေလက်တွေချီးမြှင့်မိလိုက်တယ်။ Prince Miguel လဲဒီမှာ hero ဖြစ်သွားတယ်။အဲ့တော့ Inis ကလဲသူ့ညီကို Hand of the King ယာတူပေးလိုက်တယ်။ ။အဲ့မှာ King Ennis ကဘရင်အနေနဲ့ Prince Mega က Hand of the King အနေနဲ့ Westeros ကိုအတူတူအုပ်ချုပ်ခဲ့ကြတယ်။ညီကောင်တယောက်က type ချင်းကတော့လုံးဝမတူဘူး။ Ennis ကအရန် soft ဖြစ်တယ်။လူတွေကိုအလိုလိုက်တတ်တယ်။လူတွေကိုလည်းယုံတတ်တယ်။ဒီလူကဒီလိုပြောရင်ဒီလိုဖြစ်တယ်ဟိုလူကဟိုလိုပြောရင်လည်းဟိုလိုဖြစ်သွားပြန်ရောစေးစိုးရလွယ်လို့ပြောရမှာပေါ့နော်မိကောကတော့လုံးဝစန့်ကျင်ဘက်ပြဿနာတစ်ခုဆိုလက်နဲ့မီးနဲ့ရှင်းမယ်ဆိုတာကြီးပဲလူတွေကိုလည်းမယုံဘူးအရန်လဲကောင်းပါတယ် သူတို့ခုခုဆုံးဖြတ်ပြီးဆိုရင်ဘယ်သူမှဘာမှပြောလို့မရအောင်ဒါပေမဲ့လေသူတို့ညီကိုနှစ်ယောက်တိုက်မတူပေမဲ့ Westeros ကိုအတူတူနှစ်နှစ်လောက်ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့တယ်မိကိုဟန်ဖြစ်ပြီးနှစ်နှစ်လောက်ကြာတဲ့အခါမှာတော့သူတို့ညီကိုနှစ်ယောက်ကြာမှပြဿနာကြီးစားဖြစ်တယ်ဘယ်အားစလဲဆိုတော့ 39AC မှာ Inis ရဲ့မိန်းမ Queen Elsa ကသမီးလေးတစ်ယောက်ထပ်မွေးတယ်ကလေးကမွေးပြီးမကြဘူးဆုံးသွားတယ်ဒါပေမဲ့ဒါက Inis နဲ့ Elsa ရဲ့6ယောက်မြောက်ကလေး မိကောတော့ကလေးတယောက်မှအခုချိန်ထိမရသေးဘူး။အဲ့မှာ तू ကသူ့မိမကလေးမရနိုင်တော့တဲ့အတွက် तू နောက်မိမယူပါမယ်ဆိုပြီးတော့ house heroine ကကောင်မလေးတယောက်ကိုကောက်ယူပလိုက်တယ်။ तू အလို့လောက်တာသူ့ကိုလည်းခွင့်မတောင်းဘူးအတိလည်းမပေးပါဘူး။အဲ့မှာညီကိုနှစ်ယောက်ရန်ဖြစ်ပြီးပြဿနာတွေဖြစ်တော့တာပဲ။မိကောရဲ့ပထမမိမရဲ့အဖေ Lord Hightower ကလည်းသူ့သမီးကိုဒီလိုစော်ကားမလားဆိုပြီးတော့ဘယင်ကြီးကိုမကျင့်တဲ့ကြောင်းတင်ပြပြီးတော့ကိစ္စကိုရှင်းခိုင်းတယ်။ high septon ကလည်းမေကွန်ဒီလိုလောက်တာသူတို့ဘာသာအနေနဲ့လုံးဝလက်မခံနိုင်ဘူးသူ့ရဲ့နောက်မိမကိုလည်းအတိမတ်မပြုဘူးဆိုပြီးတော့ကြီးညာတယ်ဒါမေကွန်ကတော့သူ့ဖေတော့ကလည်းမိမနှစ်ယောက်ယူတာပဲအဲသူယူတော့ဘာဖြစ်လဲဆိုပြီးအလျှော့မပေးဘူးနောက်ပြီးတော့ဒီဥပဒေကတာမန်လူတွေအတွက်ပဲပေါ့နော်သူက black of the dragon ပေါ့နော်သူ့ကိုတော့ဒီလိုဥပဒေတွေနဲ့လာချုပ်လို့မရဘူးဆိုပြီးတော့အလျှော့မပေးဘူး အင်းကြီးလည်းသူ့ညီကိုဘာပြောပြောမရဘူး။ဒါပေမဲ့တနိုင်ငံလုံးကလည်း against ဖြစ်ပြီးသူလည်းအဆက်တွေကွဲလာတော့နောက်ဆုံးစိတ်တူပြီးသူ့ညီကိုရွေးခိုင်းတယ်။မင်းဒီမိမကိုယူမလားငါတိုင်းမိရန်နေထွက်သွားမလားဆိုပြီးပြောလိုက်တယ်။မိဘကလည်းခေါင်းမမာနဲ့ငါတိုင်းမိရန်နေထွက်မယ်ဆိုပြီးဖြစ်တော့ 40AC မှာသူ့မိမအသက်နဲ့ Exhaust တိုက်ကြီးဘက်ကိုထွက်သွားတယ်။သူနဲ့သူ့မိမ Pantos မြို့မှာသွားနေကြရဲလို့ပြောကြတယ်။သူရဲ့ပထမမိမ Cyrus Hightower ကတော့နောက်ဆုံး Odon ကိုပြန်သွားရှာတယ်။ ကင်းနစ်ကတော့တိုင်းပြည်မှာတိတ်ခါတွေကြပြီး respect တွေကြတာတာပေါ့နော်လူတွေကအဲသူ့နောက်ွယ်မှာပြောကြတယ်အင်းနစ်ကဝီဖြစ်တယ်။သူကသူ့ညီတော်မအုပ်ချုပ်နိုင်တာ Seven Kingdoms ကိုဘယ်လိုအုပ်ချုပ်မလဲဆိုပြီးတော့ပြောကြတယ်။ဒါပေမဲ့အင်းနစ်ကတော့လူတွေသူ့အခုလိုသဘောမကျဖြစ်လာတာတွေကိုသတိမထားမိရှာဘူး။တိုင်းပြည်ကငြင်းညံ့နေသေးရောတခြားကိစ္စတွေနဲ့ပဲအလုပ်တွေရှုပ်နေရ။အဓိကကတော့သူ Racket နန်းတော်ကြီးကိုစောက်တဲ့အလုပ်လုပ်နေရပေါ့နော်။သူအဲ့ဒါနဲ့ပဲအလုပ်တွေရှုပ်နေတယ်။ဒါကသူ့ရဲ့နောင်လာနောင်သားတွေနောက် နှစ်တစ်ထောင်လောက်နေရမယ့်နေရာသူကောင်းကောင်းစောက်ခဲ့ရမယ်ဆိုပြီးတော့အဲ့လို next generation တွေအကြောင်းစဉ်းစားရင်းနဲ့သူ့ရဲ့သားသမီးတွေကိုအိမ်အောင်ပြုပေးဖို့စဉ်းစားတယ်။အဲ့မှာပဲသူနောက်ထပ်အမှားကြီးတစ်ခုထပ်လုပ်လိုက်မိတယ်။41 AC မှာတော့ Inis ကသူ့ရဲ့သမီးကြီး Rena နဲ့သူ့ရဲ့သား Egon ဆေးစပ်လိုက်ပြီးဆိုတဲ့အကြောင်းကိုကြီးညာလိုက်တယ်။ ူကတော့ House Targaryen ရဲ့ traditional အစဉ်လာရသူ့အကြီးဆုံးသားနဲ့သမီးနှစ်ယောက်ကို ပေးစားဖို့စီစဉ်လိုက်တယ်။ကလေးနှစ်ယောက်ကလည်းအိုရောအိုကြီးကြတယ်။သူတို့နှစ်ယောက်လည်းငငယ်လေးကတနည်းယူရရလောက်တယ်ဆိုတဲ့အသိနယ်ပဲကြီးလာကြတာ။အဲ့အချိန်မှာသမီး Rina ကတော့18၊သားအီဂွန်ကတော့15နှစ်အသက်လည်းတိတ်မကွာဘူး။သူ့ဘေအီဂွန်တော့ကလည်းအဲ့လိုပဲဆိုတော့အစဉ်ပြေလောက်တယ်ဆိုပြီးတော့ပေးစားလိုက်ကြတာ။ဒါပေမဲ့သူထင်သလိုမဟုတ်ဘူးအဲ့လိုလဲကြီးညာပြီးရော Fate of the Seven နဲ့ပြဿနာတက်ကြရော ဘာလို့လဲဆိုတော့ situation ကတော့မတူဘူးအေကွန်ဒီကွန်ကရက်ကသူ့အမနဲ့ညီမကိုယူထားရတော့လေ fake ကကြိုက်တာမဟုတ်ဘူးဒါပေမဲ့ तू ကကြတော့ Westeros ကိုမရောက်ခင်နေရယူထားတာဒီရောက်ပြီးမှယူတာမဟုတ်ဘူးအဲ့တော့ fake ကမျက်စိမှိတ်ပေးထားတာကွာလက္ခဏာမျိုးမဟုတ်ဘူးဒါပေမဲ့အခု any star သမီးတွေယူမယ်ဆိုတဲ့အခါမှာတော့သူတို့မျက်စိမိတ်မထားနိုင်တော့ဘူးအပြင်းထန်အကွက်ကကြောင်ကြီးညာတယ်ပြီးသူတွေကိုလည်းသူတို့ဘက်ပါအောင်လို့တရားရိုက်ဟောတယ် မောင်နှမလျောက်ယူရဲဆိုတာအရန်ဆင်းဖူးဖြစ်တယ်ပေါ့နော်ဒီလိုယူပြီးထွက်လာတဲ့ကလေးရေလဲကောင်းမှာမဟုတ်ဘူးဆိုပြီးတော့လိုက်ပြောတယ်အင်းနီစီရဲ့ personality အရာအယောင်ဆိုးရလွယ်တယ်ဆိုပေမဲ့ဒီကိစ္စမှာတော့ तू ကနောက်ဆုံးမပေးချင်ဘူးခေါင်းမာလာတယ်ပြီးတော့သူ့တော့ Virginia တော့သူ့အကြံပေးတယ်မင်းကိုသားသမီးအတွက်နောက်အင်တာဗယ်တွေကိုရှာရင်ရှာမရှာချင်တော့အိုးတောင်းကိုငကားနဲ့သွားပြီး high septum ကိုပါဝါပြလိုက်ဆိုပြီးတော့ပြောတယ် ဒါပေမဲ့ Kinis ကဘာမှမလုပ်ဘူး။ PK ကနဲ့အဲ့အတိုင်းပဲရှေ့ဆက်မယ်လုပ်တယ်။အဲ့လိုပဲ Rina နဲ့ Egon ပေးစားလိုက်ရော။သူတို့နှစ်ယောက်မင်္ဂလာပွဲမှာ Fate of the Seven က Night တွေလာပြီးတော့စင်ရင်ကောက်ကြတယ်။ဒီလိုပွဲကိုဘယ်သူတွေလာ တက်လဲဆိုပြီးတော့တချို့လို့တွေဆိုရင် Fake ကလူတွေကိုကြောက်လို့ပွဲတော်မတက်ကြဘူး။ဝေးဝေးရှောင်ကြတယ်။ဘာလို့လဲဆိုတော့အဲ့တုန်းက fake ကကိုပိုင်စစ်တက်ကြီးရှိတယ်ဂိမ်းမော့ဒရုန်းတွေရလို့မျိုးကပါတီကပါချက်တောင်မဟုတ်ဘူး ူတို့တပ်သားတွေက King's Court Knight တွေညီပါငွေရောင် Silver Armor တွေနဲ့တေချာဖွဲ့ထားတဲ့တက်ကြီးသူတို့ကို Warrior Sons လို့ခေါ်ကြတယ်။တခြားလက်နက်ကန်တပ်သားတွေကိုတော့ Poor Fellows လို့ခေါ်တယ်။အဲ့တော့အဲ့အချိန်တုန်းက Fake ကအရင် Powerful ဖြစ်တယ်။မလာဝဲပြီးတော့ဘာမှတော့မဖြစ်သေးပေမဲ့ Crown နဲ့ Fake ကြား Tension တွေမြင့်မြင့်လာတယ်။ King Anis ကပြည်သူတွေရဲ့လက်ခံမှုရဖို့အတွက်ကိုသူ့သမီးသူ့သားသမီးနှစ်ယောက်ကိုတိုင်းငန်းလှည့်လည်ဖို့ပြောတယ်။ ရီနာကဒီခီးစင်မှာသူ့နဂါ Dream Fire ကိုခေါ်သွားဖို့ခွင့်ပြုဖို့သူ့အဖေကိုတောင်းဆိုတယ်။ဒါပေမဲ့အဲ့ချိန်မှာအီဂွန်ကနဂါမရှိသေးဘူး။အဲ့တော့အင်းနစ်ကသူ့သမီးရဲ့ငကားစီးပြီးသူ့သားအမြင်မောင်ကနေရောက်နေအမြင်မကောင်းဘူးဆိုပြီးတော့ခွင့်မပြုဘူးငကားမပါဘဲနဲ့သွားခိုင်းတယ်။ဒါပေမဲ့ငကားမပါတော့ဘာဖြစ်လဲဆိုတော့လူလည်းတိတ်မကြောက်ကြတော့ အဲ့ချိန်မှာပဲ fake ကလည်းတရားတွေလိုက်ဟောပြီးပြည်သူတွေအများကြီးကိုသူတို့ဘက်ပောင်းတင်းသွင်းပြီးပြီအတော့ရင်းနာနဲ့အေဂွန်ရဲ့တိုင်းငယ်လက်လေတဲ့ခီးကြီးစင်ကအဆင်မပြေခဲ့ဘူးသူတို့သွားတဲ့နေရာတွေမှာ fake ကို support လုပ်တဲ့လူတွေကရောက်ရောက်လာပြီးသူတို့ကိုဘူးလုပ်ကြတယ်ရှုံချကြတယ်ဟိုးဆိုပြီးတော့အဲ့ချိန်မှာ warrior sons တွေဟို poor fellows တွေကလည်း king sand တွေမှာလူစုပြီးစလှုပ်ရှားနေကြပြီးအဲ့တော့ king anis လည်းဒီမှာတိတ်ဆိတ်မဖြစ်တော့ဘူးဆိုပြီးတော့ dragon stone ကိုသွားလိုက်ရတယ် 41AC နှစ်ကုံလောက်မှာတော့ House Targaryen စန့်ကျင်တဲ့သူတွေတိုင်းပြည်မှာအယမ်းများလာပြီးအချို့ဘာသာရေးရန်ကန်ရှိုင်းတဲ့ Lord တွေဆိုရင် Fate အတွက် King Aenys နဲ့တိုက်ပွဲဝင်မယ်ဆိုပြီးတော့ဒဂလဲလှုပ်ပြီးသွားကြပြီး Prince Aegon နဲ့ Princess Rhaena ဆိုရင် Westerlands Back မှာတိုင်းလဲနေတော့အချင်းနေအယမ်းဆိုလာတော့ခီးစင်ကိုရက်ပြီးတော့အနားမှာရှိတဲ့ Castle တစ်ခုမှာဝင်ပုန်းနေရတယ်တဲ့ ကျင်းစံနေမျိုးဝင်ဂိတ်တွေကိုလည်း warrior sun တွေကအပိုင်စီပြီးသူတို့ကို support မလုပ်တဲ့သူတွေဆိုလို့ရှင်အဝင်ထွက်ပြီးမလုပ်တော့ဘူးတချို့သူပြောကြတယ်အခုအချိန်ညာ seven kingdom ရဲ့ဘရင်က inis မဟုတ်တော့ဘူး high subdan နေဖြစ်နေပြီဆိုပြီးတော့ inis လည်း dragon stone မှာအခုလိုပြဿနာတွေပြပြလာတော့ကြောက်လဲကြောက်လာတယ်ခေါင်းတွေလည်းခဲပြီး stress တွေအရန်များပြီးတော့ကျန်းမာရေးပါထိခိုက်လာတယ်သူနာလူရေဆိုရင်ပြောကြတယ်သူအခု35နှစ်ပဲရှိသေးတယ်ဒါပေမဲ့60လောက်ထင်ရတယ်တဲ့ အဲ့လိုနဲ့အင်းနစ်လည်းကျမ်းမာရေးချီနေရပိုပြီးဆိုးဆိုးလာတယ်။တနေ့တော့သတင်းစိုးတစ်ခုထည့်ရောက်လာတယ်။သူ့သားနဲ့သမီးဝင်ပုန်းနေတယ်။ခရစ်ခေါ်ရဲတိုက်ကိုဘာသာရေးတပ်သားတွေထောင်ထဲချီပြီးဝန်ထိုင်လိုက်ပြီတဲ့။အဲ့ဒင်းလည်းကြာရောအင်းနစ်လည်း shock ရပြီးတော့မေ့လဲသွားတယ်။သူပြန် recover မလုပ်လိုက်နိုင်ဘူး။နောက်၃ရက်ကြာတော့ဆုံးသွားရော။အဲ့လိုနဲ့ပဲအေဂွန်ဒီကွန်ကရီရဲ့တားကြီးခင်းအင်းနစ်တာဂေရီယန်က 42AC မှာနောက်ဘဝကူရတယ်။ သူ Westeros ကို9နှစ်လောက်ပဲအုပ်ချုပ်လိုက်ရတယ်။သူ့မှာမိန်းမနဲ့ကလေး9ယောက်ကျန်ခဲ့တယ်။ကဲဒါကတော့ Aegon the Conqueror ရဲ့တာကြီး King Aenys Targaryen ရဲ့ story ပေါ့နော်။သူ့ story ကတော့ net tragic ဖြစ်တဲ့နေရာမှာပါတယ်ပေါ့နော်။အခုနားထောင်နေတဲ့လူတွေရောဘလို့မြင်ကြလဲပေါ့နော်။သူလှုပ်တဲ့နေရာမှာဘာတွေမှားသွားလဲ၊ဘာတွေလိုသွားလဲဆိုတာလေးတွေကို comment မမှတ်ပြီးတော့ဆွေးနွေးလို့ရပါတယ်။ဘိုးကဘလို့မြင်လဲဆိုတော့ဟို နေရာနဲ့လူနဲ့မကိုက်ဘူးဖြစ်သွားပါဘောနော်သူတိုက်မဟုတ်ဘူးကွာတိလာသူတိုက်မဟုတ်ဘူးဖြစ်နေရပြောရမယ်ဆိုလို့ရှင်သူတော်တဲ့နေရာမှာနေနေရတဲ့လူမဟုတ်ဘူးဖြစ်နေရဆိုတနာတနာပါတယ်သူငကိုတွေကွာတချို့အရာတွေကိုကြောက်တယ်ဆိုရယ် personality ကိုဒါမှမဟုတ်လို့ရှင်အရင် decision မမြန် decision ဟောမဖြစ်ဘူးဆိုရယ်လူတွေကတော့ရှိရောရှိရပါတော့ဒါပေမဲ့အဲ့ဒါရမှားလားဆိုတော့မှားတော့မှားလို့ तू ကတော့ဘယ်လောက်ပဲစဉ်းစားနိုင်တာဘယ်လိုလုပ်လို့ရမလဲ maybe ဘေးနားမှာ ်ဘေးနားမှာသူ့ကိုအရန်ကြီးဟို supporting ပေးနိုင်နေတယ်ဆိုတော့ hands တွေတို့သိရမလားအဲအဲ့လိုမျိုးလူမျိုးတွေမရှိနေလဲပိုင်းပောင်းပါပေါ့အခုကြီးလိုက်တဲ့ character ရမှာဆိုအဲ့လိုလူမျိုးတွေတိတ်မပါဘူးလားလို့သူ့ညီကိုနှင်ထုတ်လိုက်တာဘလို့မြင်လဲဆိုလို့ရှင်အဲ့တစ်ချက်ကတော့ဟုတ်တယ်ဘလို့မြင်သူ pressure တက်မခံနိုင်လို့မြင်တယ်ကောင်းတော့လူတွေက Prince Megan ဘလို့မြင်လဲဆိုလို့ရှင် Prince Megan ကတော့ तू ကအဲ့လိုဘလို့ပြောရမလဲဒီဒီလိုမျိုးသူတို့ခက်ကြီးပေါ့နော်ဒီလိုမျိုးခက်ဆိုတာကြတော့ အဓိကလက်ယုံကြီးပေါ့နော် ပြောမယ်ဆိုရင် physical physically ya strong ဖြစ်တဲ့လူတို့အဲ့ဒါလူမျိုးတွေပိုကြောက်ကြတယ်ဆိုတဲ့ခင်မှာသူနဲ့ဘယင်ဆွဲ position နဲ့ပိုလိုက်တယ်လို့တော့သတ်မှတ်လို့ရတယ်ပေါ့နော်အဲအခုမြင်ရသလောက်ဆိုလို့ရှိရင်တော့ any step ဆာလို့ရှိရင်မိကုံကပိုပြီးတော့ဘယင်ဖြစ်လို့ရှိရင်တချို့ဟာလေမဖြစ်တဲ့နိုင်မဖြစ်သွားလောက်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့အမှန်တကယ်ဆိုလို့ရှိရင်သူ့ရဲ့သမီးကြီးနဲ့ဦးလေးနဲ့တူမနဲ့ကိုများပြီးစားခဲ့တယ်ဆိုလို့ရှိရင် စနေရီယိုတမျိုးများပြောင်းသွားမလားဆိုပြီးတော့စဉ်းစားမိရပေါ့နော် still သူတို့သားနဲ့သမီးနဲ့ကိုပေးယူရတော့ကဟိုတူနဲ့တူမနဲ့ဦးလေးနဲ့နဲ့ပို့ပြီးများဖြစ်နိုင်မလားပေါ့အဲ့တော့မေကောကိုသူတို့နောက်ထပ်တွေ့ရတခုอ่ะပေါ့နော်သူညီอ่ะအဲ့တော့ဒီ ठी နှန်းကိုလိုတော့လိုခြင်းပဲဒါပေမဲ့အဲ့လိုမျိုးဟိုတည်ရမလားပလော့သေးပါလေချပြီးလူယူပြီးတော့အဲအဲ့လိုမျိုး စီစဉ်နေမပါပါဘူးကွာ။သူကကူရောင်ကူညီလိုက်သေးရယ်။သူလှုပ်ရှားရှားလှုပ်သွားတယ်။အဲအဲ့လိုမျိုးနဲ့နောက်ဆုံးသူ့နှင်ထုတ်လို့သာထွက်သွားလိုက်ရတာ။ဟိုဘယ်လိုပြောမလဲ။သူကသူ့အကိုရှိရနေပြီးတော့နန်းလူလို့ပြဿနာရပါရဖြစ်သွား။အဲအဲ့လိုမျိုးဟာမျိုးမမြင်လဲရဘူးနော်။အဲ့လိုလူမယ်လို့ထင်နေရဆဆချင်းရ။ကဲဘွေးဗီဒီယိုလေးကိုနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုသဘောကျတဲ့ကူညီပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ Facebook မှာ Like and Share နဲ့ YouTube မှာ Like and Comment လုပ်ပြီးတော့အားပေးလို့ရပါတယ် ားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့မယ်ဘိုင်